ားလုံးပဲမင်္ဂလာပါ Bank Finance ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီဗီဒီယိုလေးမှာတော့ Bank ကအာ Finance နဲ့ Accounting ကြားကွာခြားချက်လေးတွေကိုအသေးစိတ်လေး sharing လုပ်ပေးချင်တာပါ အာဒီတစ်ချိန်လုံးကပေါ့နော်ဘန်ကိုရိုင်းလဲ financial accounting ဆိုတာကြီးကိုတွေးလိုက်တဲ့အချိန်မှာဒီ finance နဲ့ accounting ကအတူတူပဲလို့ယူဆခဲ့တာပါဒီနောက်ပိုင်းမှာဘန်ကိုရိုင်းလေးလာခဲ့တယ်သင်ယူခဲ့တဲ့နောက်ပိုင်းကျမှဒီ finance နဲ့ accounting တွေရဲ့လုပ်ငန်းဆောင်တာတွေပေါ့နော်လုံဆောင်ချက်တွေသူတို့ရဲ့ rules တွေပြီးတော့သူတို့ rules and regulation တွေမတူတာတွေကို သိလာခဲ့တဲ့အတွက်ဒီ finance နဲ့ accounting ကိုပေါ့နော်ဘန်လိုပဲအတူတူလို့ထင်နေကြတဲ့သူတွေမောင်လေးည မလေးတွေကိုဘန်က sharing လုပ်ပေးခြင်းလို့ဒီ video လေးကိုလောက်လိုက်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင်တော့ဘဏ်ကပထမဆုံးအနေနဲ့ finance ဆိုတာကဘာလဲဆိုတာကိုပြောပြပါမယ်။ finance ဆိုတာကကြတော့ဒီလုပ်ငန်းရဲ့စည်ရင်းတွေကိုစီမံခန့်ခွဲခြင်းနောက်တစ်ခုကယင်းနီမြုံနံမှုနဲ့ရောင်းဝယ်မှုတွေပေါ့နော်။နောက်လာမဲ့ဘန်ဒါရေးအခြေအနေတွေကိုခန့်မှန်းခြင်း focusing လုပ်ခြင်းကိုဆိုလိုတာပါ။ finance ဆိုတာကဒီသက်ဆိုင်ရာစည်ရင်းကိန်းတွေကနေတင်ပြလာတဲ့ financial transition တွေ financial statement တွေကိုစမ်းစစ်အကဲဖြတ်ပြီးတော့မှဒီလုပ်ငန်းရဲ့နောက်လာမဲ့ ္စရက်တွေတိုးချဲ plan တွေအတွက်ပေါ့နော်ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ကိစ္စရက်တွေကိုဆုံးဖြတ်ချက်ချရတာဖြစ်ပါတယ်။ဒီဘန်ဒါရေးတာဝန်ခံ finance officer တယောက်ကပေါ့နော်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေငွေရေးကြေးအရင်အမြင့်တွေကိုရေးအစီမံခန့်ခွဲရတယ်ရေးဆွဲရတယ်။နောက်လာမယ့်အနာဂတ်အစီမံကိန်းချပြီးတော့မှ လုပ်ငန်းရဲ့အမြတ်ငွေများများရရှိဖို့အတွက်ပေါ့နော်နီးလန်းတွေကိုသူကစံစားရတယ်ပေါ့နော်ဒါက finance officer တယောက်ရဲ့တာဝန်တွေပါပေါ့နော် ဒီ finance ဘက်မှာအဓိကပါဝင်တဲ့လုပ်ငန်းတွေပေါ့နော် finance ဘက်ကနေလှုပ်ဆောင်တဲ့လုပ်ငန်းတွေကကြတော့ဘာလဲဆိုရင် capital raising ဒီဘဏ္ဍာရေးရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေလုပ်တယ်နောက်တစ်ခု investment analytics ယင်းဒီမြုံနယ်မှုစီစစ်ခြင်းနောက်တစ်ခု risk management ပေါ့နော်ဒီ risk တွေကို management လုပ်တယ်ပြီးရင် financial planning နောက်လာမဲ့ဘဏ္ဍာရေးစီမံကိန်းတွေကိုရေးဆွဲခြင်းဒါတွေကကြတော့ finance ရဲ့အဓိကလှုပ်ဆောင်ချက်တွေဖြစ်ပါတယ် the finance manager တယောက်ရဲ့တာဝန်က accountant ကနေပေးပို့လိုက်တဲ့စာရင်းစရာတွေပေါ်ကိုမူတည်ပြီးတော့မှအာငွေကြေးတွေကိုစီမံခန့်ခွဲရတယ်။အဲ့ဒါအပြင်ကို finance ကစီးပွားရေးပေါ့နော် economist တို့ပြီးရင်ဒီ accounting statistic ဒါတွေကိုလည်း finance ကနားလည်ထားဖို့တော့လိုတယ်ပေါ့နော်။အဲဒီ finance နဲ့ပတ်သက်တဲ့ finance နဲ့လေ့လာသင်ယူလို့ရတဲ့ subject တွေပါကြတော့ decision making economics, marketing matter, business communication, management concept, data analysis, uh, dividend policy, cost benefit analysis, security and markets, investment and portfolio analysis နောက်တစ်ခုက derivatives and risk management financial planning ပေါ့နော်စားရတွေကကြတော့ finance နဲ့ပတ်သက်ပြီးတော့မှလေ့လာသင်ယူလို့ရတဲ့ subject တွေဖြစ်ပါတယ်ဒီထက်လည်းပိုပြီးတော့အများကြီးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါကကြတော့ဘဏ်တည်တဲ့လောက်လေးတွေကိုပဲရှင်းလုပ်ပြီးထားခြင်းဖြစ်ပါတယ် ဒါဆိုရင်တော့နောက်တစ်ပိုင်းဖြစ်တဲ့ accounting ဆိုတာကဘာလဲပေါ့เนาะ accounting ဆိုတာကကြတော့လက်ရှိလုပ်ငန်းရဲ့နေ့စဉ်ငွေရေးကြေးဆိုင်ရာ transition တွေကိုမှတ်သားမယ်စာရင်းသွင်းထားမယ် recording လုပ်မယ်ပြီးရင်မိ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 ပြုစုရေးသားထားတဲ့ဒီ financial statement တွေ financial transition တွေကိုအဲတက်ဆိုင်ရာဌာနတွေကို reporting တင်ပြတာမျိုးတွေလုပ်ရမယ်ပေါ့เนาะပြီးသွားတဲ့ကာလငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုလည်းအစီရင်ခံရမယ်နောက်ပြီးရင်ဒီ accounting ကပေါ့เนาะငွေတက် ရက်ကအစပေါ့နော်မကွာအောင်သူတို့ကအသေးစိတ်မှတ်တမ်းတင်ပြီးတော့မှတွက်ချက်ရတာမျိုးပါအကောင့်တန့်တွေရဲ့လုပ်ငန်းကငွေစရင်းမှန်ကန်မှုတွေနောက်တစ်ခုကကြတော့အခွန်ဆိုင်ရာကိစ္စရပ်တွေကိုလည်းသူတို့က ဆောင်ရွက်ပေးရတယ်ပေါ့နော် accounting ဖက်မှာပါဝင်တဲ့လုပ်ငန်းတွေအဓိကလုပ်ငန်းတွေကကြတော့ bookkeeping ပေါ့နော်လုပ်ငန်းရဲ့နေ့စဉ်ငွေစရင်မှတ်တမ်းတင်ခြင်း financial reporting လုပ်ငန်းရဲ့ banner ရဲ့အခြေအနေတွေကိုအစီရင်ခံခြင်းနောက်တစ်ခုကကြတော့ auditing ပေါ့နော်စရင်စစ်ဆေးခြင်းပြီးရင်နောက်နောက်တစ်ခုက test preparation ပေါ့နော်အခွန်ဆိုင်ရာကိစ္စရပ်တွေကိုတင်ပြခြင်းဒါတွေကကြတော့ accounting ရဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ် accountant တယောက်ရဲ့တာဝန်ကကြတော့ဒီ banner ရေးစနစ်တွေမှာပေါ့နော်စရ ရင်သွင်းမယ်ဆိုင်ရင်စစ်မယ်ဆိုင်ရင်တွေကို report လုပ်တဲ့အချိန်မှာတိကျတိကျစေဖို့နဲ့ဒီ accounting standard နဲ့အညီတိတိကျကျရှိစေဖို့ပဲဖြစ်ပါတယ်။နောက်ပြီးရင်ဒီ accountant ကပေါ့နော်အခွန်နဲ့ဥပဒေဆိုင်ရာတွေကိုလည်းသူကနားလည်ဖို့လိုအပ်ပါတယ်။ accounting နဲ့ပတ်သက်ပြီးတော့မှလေ့လာသင်ယူလို့ရတဲ့ step တွေကကြတော့ decision making ရှိမယ် business law နောက်တစ်ခုက data analytic for accountants financial accounting taxation auditing, strategy management, cost management, accounting information system, governmental and non-profit accounting, accounting ethics, accounting theories ပေါ့နော်စသဖြင့်ဒါတွေကကြတော့ accounting accounting နဲ့ပတ်သက်ပြီးတော့မှလေ့လာသင်ယူလို့ရတဲ့ subject တွေဖြစ်ပါတယ်။ ဒါဆိုရင်ဘန်တို့ဒီ finance နဲ့ accounting ကြားကကွာခြားချက်ကလေးတွေကိုနှိုင်းယှဉ်ကြည့်ကြမယ်ပေါ့နော်အဲနှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင်ဒီသူတို့ရဲ့ objective သူတို့ရဲ့ရည်ရွယ်ချက်ကကြတော့ finance ကကြတော့သူကအနာဂတ် future အနာဂတ် future ကို future ကိုသူကအာရည်ရွယ်ပြီးတော့မှ focus လုပ်တယ် accounting ကကြတော့သူကလက်ရှိနဲ့ past ပေါ့နော်ပြီးခဲ့တဲ့အရာတွေကိုသူက focus လုပ်တယ်နောက်တစ်ခုကကြတော့ဒီသူရဲ့ scope scope ဟိုမှာကြည့်မယ်ဆိုရင်လည်း finance ကကြတော့ရန်ပုံငွေရှာဖွေရေးတွေယင်းနှိမ့်နှံမှုတွေနောက်ပြီးရဒီ risk management တွေပေါ်မှာအခြေခံနေပေါ့နော်ဒီ accounting ကကြတော့အလုပ်ငန်းရဲ့ငွေစရင်တိကျမှန်ကန်မှုကိုအခြေခံပြီးတော့မှလှုပ်ဆောင်ပါတယ်နောက်တစ်ခုကကြတော့သူရဲ့ analysis and frame ပေါ့နော်အဲ့မှာ finance ကကြတော့သူကကြတော့ long term financial health ပေါ့နော် long term financial health ဒီလုပ်ငန်းရဲ့ကြီးထွားဖို့လုပ်ငန်းကြီးပွားကြီးပွားဖို့ပေါ့နော်လုပ်ငန်းကြီးပွားဖို့အတွက်ကို focusing လုပ်ပြီးတော့မှလက်ရှိလုပ်ငန်းရဲ့အခြေအနေတွေကို သုံးသပ်ပြီးတော့အနာဂတ်အနာဂတ်စီမံကိန်းကိုပေါ့နော်အနာဂတ်စီမံကိန်းဒီ financial planning တွေကိုရေးဆွဲရပါတယ် accounting ကကြတော့လက်ရှိငွေစရင်းကို နေ့စဉ်နေ့စဉ်စရင်းအခြေအနေတွေကိုမှတ်တမ်းတင်ပြီးတော့မှတိကျမှန်ကန်စွာမှတ်တမ်းတင်ပြီးတော့ စီစစ်ပြီးတော့မှ financial statement တွေကိုဟို financial statement တွေကိုရေးဆွဲရပါတယ် professional တဲ့ဦးစီကဒီ financial statement ပေါ်မှာမူတည်ပြီးတော့တာဝန်တွေယူကြရတယ်ပေါ့နော်အ financial statement တွေကိုရေးဆွဲပြရပြီးတော့မှဒီ finance ဘက်ကနေပြီးတော့မှဒီရေးဆွဲလာတဲ့ statement တွေကိုအသေးစိတ်သုံးသပ်ပြီးတော့ future ကို focus လုပ်ရတယ်ပေါ့နော် နောက်တစ်ချက်ကကြတော့ဒီ regulatory compliance compliance and laws တွေပေါ့နော် finance အနေနဲ့ကြတော့ဒီ financial regulator ဖြစ်တဲ့ SEC လို့ခေါ်တဲ့ security exchange commission ကိုလိုက်နာရမှာဖြစ်ပြီးတော့မှဒီ accounting ဘက်ကကြတော့ပေါ့နော် accounting standard accounting စံချိန်စံညွန်းနေဖြစ်တဲ့ပေါ့နော် accounting စံနေဖြစ်တဲ့ဒီ IFRS International Financial Reporting Standard နောက်တစ်ခုကကြတော့ GAAP လို့ခေါ်တဲ့ Generally Accepted Accounting Principle ပေါ့နော်ဒါတွေကိုလိုက်နာရမှာဖြစ်ပါတယ် အဲဒါကတော့ဒီ finance နဲ့ accounting ရဲ့အဲနှိုင်းယှဉ်ချက်တွေပေါ့နော်နောက်တစ်ခုကကြတော့သူတို့ရဲ့ career တွေပေါ့နော် finance နဲ့ပတ်သက်တဲ့ career တွေကြတော့ဘာတွေရှိမလဲဆိုရင် financial advisor တွေရှိမယ် financial analyst financial planner နောက်တစ်ခုက bank teller နောက်ပြီး investment banker financial broker နောက်ပြီးတော့ asset manager တွေ portfolio manager တွေဒီ accounting နဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะ accounting accounting sector နဲ့ပတ်သက်ပြီးတော့မှာ accounting ရဲ့ career တွေအကြတော့ bookkeeper ပြီးရင် account payable account receivable financial analyst financial accountant cost accountant tax accountant auditor account manager tax manager ပေါ့เนาะစသဖြင့် career တွေကလည်းမတူကြဘူးပေါ့เนาะ ကဲဒါဆိုရင်အားလုံးပဲဒီ finance နဲ့ accounting ကြားကကွာခြားချက်ကလေးတွေကိုဟိုသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဒီညမှာပေါ့နော်တခုပဲဗန်ပြောချင်တာကတော့ဘယ်ဘာသာရဲ့ဘယ် subject ကမှပို့ပြီးတော့မှတာပါတယ်ဆိုပြီးတော့တော့မရှိပါဘူးဒီဘာသာရဲ့နှစ်ခုလုံးကပေါ့နော်ဒီဘာသာရဲ့နှစ်ခုလုံးကသူ့နေရာနဲ့သူအတုံးဝင်ပြီးတော့မှ အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေပြီးတော့မှလှုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။အဲဒီမှာအရေးကြီးတာကကိုကဘယ် line ကိုစိတ်ဝင်စားတာလဲ၊ဘယ်ဘာသာရဲ့ကိုလေ့လာချင်တာလဲဆိုတာလေးကိုဟိုသိသွားအောင်လို့ပဲတန်ကဒီဗီဒီယိုလေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှလည်းအကြံပြုချင်တာတွေရှိတယ်ဆိုရင် comment လေးမှာမှတ်ချက်လေးပေးသွားလို့ရပါတယ်။ ဒါဆိုရင် ban ရဲ့ channel ကနေပြီးတော့မှနောက်ထပ်ဒီ financial နဲ့ပတ်သက်တာ investment နဲ့ပတ်သက်တာ accounting နဲ့ပတ်သက်တာလေးတွေကို ban တီးတက်မြလေးတွေ sharing လုပ်ပေးသွားမှာဖြစ်လို့ ban ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်เนาะအားလုံးပဲကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင့်